လွန်ခဲ့တဲ့တောက်ကြနေ့ November 14ရက်မှာကျွန်တော်တို့ exchange listing ကို officially ဝင်နိုင်ခဲ့ပါပြီ။စစချင်းကတော့ valuation က US dollar တန်း900တန်ဘိုးနဲ့ပေါ့လေ။ကျွန်တော်တို့စခဲ့တယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာဆိုရင်တော့တန်း900ကျော်တန်း800ကျော်အဲအဲ့ဒီလောက်ကိုရှိနေပါပြီ။လွန်ခဲ့တဲ့နှစ်နှစ်တိတိက funding နဲ့ပြန်ပြီးတော့ရှင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားတယ် တော်လှန်ပြည်သူတွေကအခုဆိုသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုက၅ဆတက်သွားပါပြီ ROI ဆိုတာ Revolutionary Return on Investment ဆိုတာကကျွန်တော်တို့ຫນွေဥပန်အနေနဲ့နှစ်နှစ်အတွင်း400ရာခိုင်နှုန်းရာခိုင်နှုန်း400တက်သွားပြီဆိုတာလေကျွန်တော်ဒီနေ့တော်လှန်ပြည်သူတို့ကို ပြန်လဲတင်ပြလိုပါတယ်ဒီတစ်ချိန်တည်းမှာကျွန်တော်တို့နိုင်ငံရဲ့အနေနာချင်းနိုင်ငံဘန်ကောက်မြို့ရဲ့ real estate ကိုသာလုပ်ငန်းနဲ့နှစ်နှစ်က invest လုပ်ခဲ့မယ်ဆို600ရာခိုင်နှုန်းအမြတ်ရပြီပေါ့လေနော်နောက်တစ်ခုကဘာအကြီးဆုံးဈေးကွက်က S&P 500 index ကိုသာ invest လုပ်မယ်ဆိုရင်54ရာခိုင်နှုန်းအမြတ်ရတော့ပြီရွှေကြိုက်တယ်လူတွေလည်းရှိကြတယ်ပေါ့လေကဘာဈေးကွက်ကရွှေကို invest လုပ်ထားမယ်ဆိုရင်100ရာခိုင်နှုန်းဒီမှလောက်ရမယ် Bitcoin ဆိုရင်တော့140ရာခိုင်နှုန်းတော်ဝင်ကျင်တော့ကိုတက်နေမှာပေါ့ ဒါပေမဲ့ပြည်သူလူထုရဲ့ယုံကြည်မှုဝန်ရံမှုကြောင့် STB မှာရင်းနှီးမြှုပ်နှံခဲ့မယ်ဆိုရင်လောကရဲ့နှစ်နှစ်က400ရာခိုင်နှုန်းမကထောင်တက်နေပါပြီဆိုတာလည်းကျွန်တော်ရှင်းပြလိုပါတယ်ကျွန်တော်တို့အခု exchange listing ပြီးသွားတာနဲ့ရပ်သွားတော့မှာလားမဟုတ်ပါဘူးလုံးဝမရပ်သွားပါဘူးဆက်ပြီးတော့ develop လုပ်သွားမှာဖြစ်ပါတယ်เนาะကျွန်တော်တို့နောက်ထပ်တော်လှန်ရေးလွန်ကာလမှာလည်း ကျွန်တော်မြန်မာပြည်တွင်းကပြန်လည်တည်ဆောက်ဖို့ထူထောင်ဖို့လုပ်ငန်းတွေအများကြီးအများကြီးနိုင်ငံကိုတိုးတက်သွားဖို့လုပ်ငန်းတွေအများကြီးမှာကျွန်တော်တို့ပါဝင်ပြီးတော့တက်နိုင်လောက်ဝန်းရံသွားဖို့ plan တွေရှိပါတယ်